နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အိန္ဒိယနိုင်ငံမှာခိုလုံနေတဲ့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးရှော့ဟောင်းရှေ့ဟာစီနာအပါအဝင်လူပေါင်း82ယောက်ကိုပြည်တွင်စစ်ဆင်တွေဖို့ပူးပေါင်းကြံစည်မှုနဲ့ဘင်္ဂလားမှုခင်းစုံစမ်းစစ်ဆေးရေးဌာန CID ကတရားစွဲဆိုလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်အဝါမီလိတ်ဥက္ကဋ္ဌရှေ့ဟာစီနာနဲ့အတူတခြားလူပေါင်း82ယောက်ကိုသဘုံထပြီးပြည်တွင်စစ်ဆင်တွေက လက်ရှိဘင်္ဂလားကြားဖြတ်အစိုးရကိုဖြုတ်ချဖို့ပူးပေါင်းကြံစည်မှုနဲ့အမုတ်ဖွင့်တရားစွဲဆိုလိုက်တာဖြစ်တယ်လို့ Bangladesh Media သတင်းတွေမှာဖော်ပြကြပါတယ်။ CID ရဲ့အထူးကြီးကြပ်ရေးမှုကအဲ့ဒီအမုံကိုဒါကာမှာမတ်လ29ရက်နေ့ကအမုတ်ဖွင့်ထားတယ်လို့ဆိုပါတယ်။စွပ်စဲခံရသူတွေအထက်မှာအမေရိကန်ပြည်ထောင်စုအဝါမီလက်ရဲ့ဒုတိယဥက္ကဋ္ဌလည်းပါဝင်ပြီးအမုတ်ရဲ့ဒုတိယတရားခံအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ Join Bengala Brigade လို့ခေါ်တဲ့ online assessway တစ်ခုပြုလုပ်ခဲ့ပြီးလူပေါင်း903ယောက်ဟာပြည်ရင်းစစ်ဆင်နွေးဖို့အတွက်ပူးပေါင်းကြံစည်မှုမှာပါဝင်ပတ်သက်နေတယ်လို့ဆိုပါတယ်။အစည်းအဝေးမှာပါဝင်ခဲ့ကြသူတွေဟာရှိတ်ဟာစီးနောက်ကို ဝင်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ဖို့နဲ့သူတို့ရဲ့နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်ဖို့အတွက်စိတ်ပိုင်းဖြတ်ထားကြတယ်လို့လည်းဘင်္ဂလားမှုခင်စုံစမ်းစစ်ဆေးရေးဌာန CID ကတရားစွဲဆိုတဲ့အမှုဖိုင်မှာဖော်ပြထားတယ်လို့သိရပါတယ်2024ခုနှစ်ဒီဇင်ဘာလ19ရက်နေ့ကကျင်းပခဲ့တဲ့ online အစည်းအဝေးတစ်ခုနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်ထောက်လန်ရေးကခိုင်မာတဲ့အသေးစိတ်အချက်အလက်တွေရရှိထားတာကြောင့်တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ CID ကအတည်ပြုထားပါရှင်။